နော်ဒီ pivot table ထဲမှာ pivot data field ထဲမှာကျွန်တော် row ဆွဲနေရဒီ man ဆွဲရလေးထည့်ထားပါဘောနော်ဒီဟာ man ဆွဲထည့်ထားဒီမှာ man လေးပေါ်ပါဘောနော်အဲ့လိုနေရာမျိုးမှာကျွန်တော်တို့ဒီလိုမျိုး column နှစ်တိုင်းပေါ်အောင်ဘယ်လိုလုပ်လဲဆိုတာကျွန်တော်ဒီနေ့ပြပြပေးသွားမှာဖြစ်ပါတယ်ဒီမှာ pivot table တူရဲသွားလိုက်ပါမယ်ပြီးရင်တော့ကျွန်တော်ဒီထဲမှာ amount ကရွေးပြီးသားဖြစ်ပါတယ်အဲမှာကျွန်တော်တို့ product ကိုဒီ row လေးပေါ်မှာဆွဲထည့်လိုက်မယ်ပြီးရင် region ကိုဒီ product ပေါ်မှာဆွဲထည့်လိုက်ပါမယ် အဲဆိုတော့ကျွန်တော်တို့ဒီ role level ဆိုပြီးတော့ region ရော product တွေရောအကုန်လုံးပြနေပါတော့အဲအရာကိုကျွန်တော်တို့ region သက်သက် product သက်ခွဲပြမှာဖြစ်ပါတယ်အဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီထဲမှာ design တက်ထဲကိုသွားပြီးတော့ repo layout ထဲမှာ show in tabular form လို့ယူလိုက်လို့ရှိရင်ကျွန်တော်တို့ product သက်သက် region သက်သက်ယာရီပါတော့သက်ဆိုင်ငွေမောင်းနေတဲ့ဒီလိုမျိုးရှင်းရှင်းလင်းလင်းမြန်မှာဖြစ်ပါတယ်ဒီလိုမျိုး daily tips တွေကြည့်ဖို့ရအတွက်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ဖို့ဖိတ်ခေါ်ပါတယ်ကျေးဇူးများတင်ပါတယ်ခင်ဗျာ